အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ Mouse Safe အဖိုးအိုနဲ့နတ်စီသည်ဆိုရဲပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။မောင်ဝါနဲ့မောင်မြတို့နှစ်ဦးတောဟုတ်ကြီးတကူကို အလဲသွားကြတယ်။တောဟုတ်ကြီးရဲ့ကိုရောက်တော့တစ်ပင်မျိုးစုံနဲ့အသီးအပွင့်တွေကိုတွေ့ရလို့ပျော်ရွှင်နေကြတယ်။မောင်ဝါ တို့ဒီတော့ကြီးရဲ့ရောက်တာအလွန်ကန်ကောင်းနေကွာဘယ်နေရာတိတိစားစရာတိတိတွေကအများကြီးပဲလို့ပြောတာပုံမောင်ဝါကမောင်မြားရဲ့စကားကိုကြားတော့စိုးရိမ်သွားတယ်စားစရာတိတိတွေပေါ်ပေမဲ့စားချင်တိုင်းမစားရဘူးလို့လူကြီးသူမှပြောတဲ့စကားရှိတယ်မစားပါနဲ့ကွာလို့တားမြစ်တာပုံဒါပေမဲ့မောင်မြားကပြောမရဘူးတိတိတွေကိုတွေ့ပြီးမစားရရင် မနေနိုင်ဘူးကွာငါစားမယ်လို့ပြောပြီးတပင်မှာတီးနေတဲ့တိတိကလုံးကိုခူးစွယူစားတာပုံ စားလို့ကောင်းလိုက်တာမင်းလန်ကလို့စားကြည့်စမ်းမလို့ပြောတယ်။မောင်ဝါကလုံးဝမစားပဲနေရှာတယ်။မကြခင်မှာပဲတည်တည်စားထားတဲ့မောင်မြားဟာတကူလုံးရာရန်ပြီးတော့မနေနိုင်အောင်ဖြစ်သွားတယ်။ရာရန်နေတဲ့မောင်မြားဟာတဖြည်းဖြည်းနဲ့တောက်စရာရုပ်အသင်ကိုပြောင်းလာတယ်။မောင်ဝါကမောင်မြားရဲ့အဖြစ်ကိုတွေ့လိုက်ရတော့အံ့ဩတကြီးဖြစ်သွားတာပေါ့။မင်းကိုတည်တည်တွေမစားပါနဲ့လို့တားခဲ့တာမင်းငါစကားနားမထောင်လို့ဖြစ်ရတာ။ရွာကလူတွေကိုမင်းတွေ့သွားရင်ကြောက်ရွံ့ပြီးထွက်ပြေးသွားကြမှာလို့ပြောတယ်။ မောင်ဝါရဲစကားကိုကြားတော့မောင်မြဟာကြောက်စရာကောင်းတဲ့ရုပ်အသွင်နဲ့ရွှာကိုပြန်ရမှာကိုရှက်သွားတယ်။ငါ့ကိုကူညီပါတငယ်ချင်းရဲ့ငါ့ကိုဆေးရှာပြီးကုသပေးပါလို့ပြောတာပေါ့။မောင်ဝါကလည်းတငယ်ချင်းမောင်မအဖြစ်ကိုတွေ့တော့စိတ်မကောင်းဖြစ်သွားတာပေါ့။မင်းရောကပြောင်းငါ့ကူညီမယ်။ဒါပေမဲ့ဒီတော့ကြီးရဲမှာလူတွေမတွေ့ရတာကထိုးချနေတယ်။အဲဒီတော့မင်းကြောက်ကိုကြီးရဲမှာပဲနေဆေးရှာအောင်မင်းလို့ပြောပြီး မောင်ဝါကအနီးနားမှာတွေ့ရတဲ့ကြက်ကိုယ်ထဲမှာမောင်မြကိုထားပြီးတော့တောအုပ်ကြီးထဲကိုထွက်လာခဲ့တယ်။အဲဒီအချိန်မှာမုတ်စိဖြူကြီးနဲ့အဖိုးအိုတို့ကိုတွေ့လိုက်ရတာကြောင့်ဝမ်းသာသွားတယ်။မုတ်စိဖြူအဖိုးအိုကရိတ်ခါထုတ်ကိုလွှဲပြီးတောင်ဝေးတချမ်းကိုကားရင်တလှမ်းချင်းလာနေတာပေါ့။မောင်ဝါကမုတ်စိဖြူအဖိုးအိုကိုအကူအညီတောင်းလိုက်တယ်။အဖိုးခမညာကျွန်တော်တကယ်ချင်းမှာထူးဆန်းတဲ့ယောဂဖြစ်နေလို့ကုသပေးပါခမညာ။အဖိုးကုသမပေးရင်တေဆုံးသွားမှာအမှန်ပါတယ်။ ဒီတော့မောက်စိပြူအဖိုးအိုကလူလဲတငယ်ချင်းအသက်အတွက်စွန့်ရင်နေတာလားလို့မေးတယ်။မောင်ဝါကလည်းဟုတ်ပါရဲ့အဖိုးကျွန်တော်တငယ်ချင်းရောက ပြောက်မီအဖိုးခိုင်းတာလုပ်ပေးပါမယ်။မောက်စိပြူအဖိုးအိုကမောင်ဝါစကားကိုကြားတော့ဂရိတောင်းနေလူလေးတငယ်ချင်းယောဂပြောက်ကင်းသွားရင် အဖိုးလိုချင်တဲ့နတ်ဆေးပင်ကိုရှာပေးနိုင်မလားမောင်ဝါဟာတခါမှမကြားဘူးတဲ့နတ်ဆေးပင်ကိုကြားလိုက်ရတော့အံ့ဩသွားတာပေါ့ အဖိုးပြောတဲ့လက်စည်းပင်ကိုရှာဖို့ဆိုတာကျွန်တော်မကြဘူးပါဘူးလက်စည်းပင်ရှိရဲ့နေရာကိုလမ်းပြပေးပါကျွန်တော်ကိုဂတိပေးပါရဲ့ဖိုးအဲ့ဒီတော့မုတ်စိဖြူအဖိုးအိုးကလူလေးကလေးအတိုင်းအဖိုးကိုတာပေးမယ်လို့ပြန်ပြောလိုက်တယ်မုတ်စိဖြူအဖိုးရဲ့စကားကြောင့်မောင်ဝါဟာမောင်မြရှိရာကြောက်ကူကြီးတွေကိုခေါ်ဆောင်သွားတယ်မုတ်စိဖြူအဖိုးအိုးနဲ့မောင်ဝါတို့ကြောက်ကူကြီးတွေကိုရောက်တော့ကြောက်စရာအတင်ဖြစ်နေတဲ့မောင်မြကိုကြည့်ရှုပြီးမုတ်စိဖြူအဖိုးအိုးက လူလေးစားတဲ့တတိပြမှာကုလို့ရမင်းလို့ပြောတယ်။အဲဒီတော့မောင်ကလည်းမောင်မြစားတဲ့တတိကိုလိုက်လံရှာဖွေတာပေါ့။ဒါပေမဲ့ဖလိုးရှာရှာမတွေ့ဘူးဖြစ်နေတာကြောင့်မုတ်စိတ်ဖြူအဖိုးအိုးကိုအဖိုးခမအဖိုးစေးကိုဖို့တတိရှာဖွေလို့မရပါကျွန်တော်တငယ်ချင်းယောဂပြောဖို့အခက်ကြုံသွားပြီလို့ပြောလိုက်တယ်။မုတ်စိတ်ဖြူအဖိုးကလည်းစဉ်းစားမိသွားတယ်။ဒီတတိကအတော်အထူးစနစ်တတိပဲဖြစ်နိုင်တယ်။ငါစူးစမ်းကြည့်မှလို့တွေးပြီးမောင်ဝကိုတော့ကြီးရဲကိုခေါ်သွားတယ်။ မုံဆိပ်ပြူအဖိုးအိုနဲ့မောင်ဝါဟာတောအူကြီးထဲမှာတတိရှာဖွေနေကြတာပေါ့အဲ့ဒီအချိန်မှာပဲထူးဆန်းစွာနဲ့တစ်ပင်တစ်ပင်လဲပေါက်နေတဲ့တစ်နဲ့ပင်ကြီးကိုတွေ့လိုက်ရတယ်။အဲ့ဒီတစ်ပင်နဲ့ကြီးမှာတတိတွေအများကြီးတည်နေတာကိုလည်းတွေ့လိုက်ရတယ်။မောင်ဝါလည်းတခါမှမမြင်ဘူးတဲ့တစ်ပင်နဲ့ကြီးဆိုတော့အံ့ဩနေတာပေါ့။အဖိုးဒီတစ်ပင်ကထူးဆန်းလိုက်တာကျွန်တော်တခါမှမတွေ့ဘူးဘူးလို့ပြောတယ်။မုံဆိပ်ပြူအဖိုးအိုကလည်းတစ်ပင်နဲ့ကြီးရဲ့အသေးတွေကိုခူးဆိုပြီးလွယ်ကြီးရဲ့ကိုထင်နေတယ်။ ။မောင်ကလည်းမုတ်စိတ်ဖြူအဖိုးအိုလိုပဲတတိရွေကိုရတလောက်ခုနေတယ်။အရိအချိန်မှပဲတစ်ပင်နဲ့ကြီးကကျဲလောင်နဲ့မိသားကြီးနဲ့အတူလဲကြသွားပြီးတီးနေတဲ့အသေးရွေအလုံးပျောက်ကွယ်သွားတာပေါ့။မောင်ကကလည်းတစ်ပင်နဲ့ကြီးကိုကြည့်ပြီးတော့ကြောင်ရွံ့နေတဲ့အချိန်မုတ်စိတ်ဖြူအဖိုးအိုကလူလေးမြ мян လာလို့អော်ပြီးတော့တစ်ပင်နဲ့ကြီးနဲ့ဝေးရကိုအပြေးထွက်လာခဲ့တယ်။မုတ်စိတ်ဖြူနဲ့မောင်ဝါတို့ဟာချက်ကူကြီးတွေကိုပြင်ရောက်လာတယ်။ မောင်စိတ်ဖြူအဖိုးအိုကတစ်ပင်နဲ့ကြီးကခိုးဆိုလာတဲ့အတီးတလုံးကိုမောင်မြကိုကြီးလိုက်တယ်။မောင်မြဟာမောင်စိတ်ဖြူအဖိုးအိုကျွေတဲ့တတိကိုစားလိုက်တော့ကြောက်စရာရုပ်တင်ကနေမူလရုပ်တင်ကိုပြန်ရောက်သွားတာကြောင့်မောင်ဝါကလည်းဝမ်းသာသွားတာပေါ့။အဖိုးခမရအဖိုးတောင်းထားတဲ့ဂရီတိုင်းကျွန်တော်နတ်ဆေးပင်ကိုတွေ့အောင်ရှာဖွေပေးပါမယ်လို့ပြောလိုက်တယ်။မောင်စိတ်ဖြူအဖိုးကလည်းလူလေးကငယ်ရွယ်တော်လဲတငယ်ချင်းပေါ်မှာတစ္ဆာရှိရဲ့ ပေးထားတဲ့ကတိကိုမပြတ်တဲ့အတွက်အဖိုးလိုချင်တဲ့နတ်ဆေးပင်ကိုရှာဖွေပေးဖို့မလိုတော့ပါဘူးလေ။မောင်စိဖြူအဖိုးကအဒီလိုပြောတော့မောင်ဝါကလည်းအံ့ဩသွားတာပေါ့။အဖိုးလိုချင်တဲ့နတ်ဆေးပင်ကို တွေ့ပြီလားကျွန်တော်မတွေ့ဘူးလို့ပြပါတယ်။မောင်စိဖြူအဖိုးကလည်းတစ်ပင်နဲ့ကြီးကခူးဆွလာတဲ့အသီးတွေကို ပြပြီးအဖိုးရှာနေတဲ့နတ်ဆေးပင်ကအသီးတွေရလာပါပြီလို့ပြောလိုက်တယ်။မောင်ဝါလည်းမောင်စိဖြူအဖိုးရဲ့စကားကိုကြားတော့ဝမ်းသာသွားတာပေါ့။ အဲဒီတော့မုတ်စိဖြူအဖိုးအိုးကပြန်ပြောပြတယ်။ဒီနဲ့စီစီကိုစားမိရင်မူလာရုပ်ပြောင်းပြီးကြောက်စရာရုပ်ဖြစ်သွားတဲ့တယ်။အဲဒီအတွက်အနက်စီစီသလုံးကိုပြန်စားမှယောဂပြောက်ကင်းမှာအဖိုးစီဟုရှာဖို့ခရီးဆက်ရအောင်မေးတယ်။မုတ်စိဖြူအဖိုးကအဲဒီလိုပြောပြီးတောက်ကြီးရဲ့ကိုဝင်သွားတာပေါ့။မောင်ဝါနဲ့မောင်များတို့တငယ်ချင်းနှစ်ယောက်ကလည်းပျော်ရွှင်စွာနဲ့ပဲယွာကိုပြန်လာခဲ့ကြပါတော့တယ်ကွယ်။ ်အခုတင်ဆက်ပေးမှာကတော့လောဘကြောက်ပြင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတုန်းကရွာတရွာမှာဆင်းရဲတဲ့လင်မယားနှစ်ယောက်ရှိရဲ့။သူတို့မှာအရွယ်ရောက်ပြီဖြစ်တဲ့သမီးလေးတစ်ယောက်နဲ့သားလေးတစ်ယောက်ရှိရဲ့။သူတို့ဟာတာယာကုန်းဆိုတဲ့ရွာကလေးမှာတောင်ယာလောက်ကိုလုတ်ကိုင်းပြီးအသက်မွေးမှုမှုပြုကြတယ်။သူတို့နေတဲ့တာယာကုန်းရွာလေးမှာအိမ်တုံးကအိမ်ကြီးများများဆဆလည်းမရှိဘူး။တောင်ယာကုန်းမြင့်လေးတွေပေါ်မှာသူတို့ရဲ့အိမ်တွေကိုစောက်ထားကြရဲဆိုပေမဲ့ တအိမ်နဲ့တအိမ်ဟာခက်လန်းလန်းလောက်တော့ဝေးကြတာပေါ့အဲ့ဒီမှာနေတဲ့မိသားစုတွေဟာပြေစုံကျဲဝတဲ့သူတွေမဟုတ်ကြပဲဆိုက်ပြိုးလို့ရသမျှလောက်ကိုပဲရောင်းချပြီးလောက်အောင်စားသုံးကြတယ်။သူတို့တွေဟာယူသားအေးစေးပြီးလောဘဒေါသမာမာနတွေလည်းမရှိကြပဲကိုရှောင်လို့ရသမျှတွေကိုကိုမိသားစုနဲ့စားသုံးအကယ်၍ပိုရှန်နည်းပြန်ရင်လဲကိုအနီးနားကမိသားစုတွေရှာဖွေပြီးတော့ပေးကမ်းကြွေမွေကြတယ်။ရသမျှကိုရောင်းရဲပြီးလောက်ငတ်အောင်စားသုံးကြတယ်။ ပြီးရင်နာအေးပါအေးနဲ့ချစ်ချစ်ခင်ခင်ပျော့ပျော့ရွှေရွှေနေထိုင်ကြတာပေါ့ဒါနဲ့အဲ့ဒီဆင်းရဲတဲ့လင်မယားဟာတနေ့တော့ထင်းခွေဖို့ထွက်သွားကြရဲ့ဆင်းရဲသားယောက်ျားရဲ့နမေကကိုအေးရဲ့မိမကတော့မအေးလို့ခေါ်တယ်ပြီးတော့သူတို့ရဲ့သမီးလေးနမေကမတ်ချောလို့ခေါ်တယ်ဒါလေးရဲ့နမေကတော့ကိုပေါ်ပေါ်သူတို့သားမိသားဖလေးဦးဟာတောင်ရလုတ်တွေနာချိန်မှာတော်တဲ့ကချင်းတွေကိုတော့ကောက်ကြပြီးမိုးရင်မှာတုံးမှုကောက်ယူဆူဆောင်ကြတယ် ထင်းတွေကလည်းရှာစရာတော့မလိုပါဘူးတော်တွေကတိတ်ကိုင်းချောက်တီကိုလိုက်လံကောက်ယူပြီးစူဆောင်းတယ်ယူတာပါဒီလိုနဲ့တနေကုန်တနေကန်ထင်းတွေတော့ကောက်ပြီးမိသားစုလေးယောက်တနိုင်တဆွဲစီတဲယူထမ်းပို့လာလိုက်ကြတာတနေကုန်ပါလေရောဒီလိုနဲ့နေတိုင်းတော်တယ်တော်တယ်လိုက်ညနေဆောင်ရင်ပြန်လာလိုက်နဲ့မိုးရဲအတွက်ထင်းချောက်စူဆောင်းနေကြတာပေါ့ဒီလိုအလုပ်တွေကိုလနှစ်နဲ့ချီအောင်လုပ်ကင်လာကြတာဘသူမှနီးရကောင်းမှမသိကြဘူးတယ် တာမီတာဖာလေးယူစလုံးဘသူမှမငီးမညူပဲလောက်ကင်လာကြပါလေညင်းညူတဲ့ကိစ္စဆိုရလဲသူတို့ဘဝမှာရှိလဲမရှိဘူးသိလဲမသိဘူးဒါပေမဲ့တနေ့မှာတော့သူတို့မိသားစုထင်းချောက်တွေကောင်းနေတော့မှာကိုအေးမအေးတို့ရဲ့တမီးလေးမချောထင်းကောင်းနေတဲ့နဘီကတပင်ဆောင်နှစ်သားကပြင်းပြင်းရှိရာနဲ့ဘေးဘီကိုကြည်လိုက်တာမချောကိုတွေ့လိုက်ရတယ်ဒါနဲ့သူကမချောရဲ့ခေါင်းကိုသူ့ရဲ့နောက်ပြောင်တဲ့နှင်းတန်းလေးနဲ့တို့လိုက်ပြီး ညင်းညူတတဲစကားစူစင်းလို့အမိန်ပေးလိုက်တယ်။ဒီလာကြောင့်ပဲမကြခင်မှာမတ်ချော်လေးဟာမောမောပတ်ပတ်နဲ့ထင်းချောက်ကောက်တဲ့တပည့်နဘေးမှာထိုင်ချပြီးသူ့နှစ်ဖူးကစီးကြလာတဲ့ချွေးတွေကိုတုံရင်းနဲ့ပင်မဆင်းရဲလိုက်တာလို့ပါဇက်ကညင်းညူလိုက်တာပေါ့။ဒီလိုညင်းညူရဲဆိုတာသူ့ဘဝမှာဒီစကားကိုဒါပထမအဦးဆုံးပြောမိတာပါ။အဲ့ဒီလိုပြောမိလိုက်တာနဲ့လူရဲ့ခန္ဓာကိုယ်ဟာလေတကယ်ကိုပင်မနှွှဲနေတဲ့အသွင်ပေါ်ပေါက်လာတယ် မချောဟာအဲ့ဒီခဏလေးမှရင်အသက်မွေးဝမ်းကြောင်းအလုံးရဲ့ခက်ခဲပင်ပန်းစင်ရဲ့မူကိုသတိပြုမိနေပြီမချောကိုနောက်ပြောင်းကြည့်စေမှုနှင်းတန်လေးနဲ့တွေ့လိုက်တဲ့မက်သားဟာခဏနေတော့မချောနာကခွာပြီးမချောရဲ့မောင်လေးမောင်ဘောနာကိုယောက်သွားတယ်။မောင်ဘောနာလည်းရောက်ရောမက်သားလေးဟာသူ့ရဲ့နောက်ပြောင်းတတ်တဲ့နှင်းတန်လေးနဲ့မောင်ဘောရဲ့ခေါင်းကိုတိတ်တဆိတ်တိုးပြီးပင်မစင်းရဲစွာညင်းညူတတ်တဲ့စကားဆိုစည်းလိုမိန်လိုက်ပြန်နေ။ကြားနဲ့မောင်ဘောလည်းဘလို့ဖြစ်မှန်းမသိတော့ တေးကြတာကတော့စိတ်ထဲမှာပင်မစည်းရင်းမှုကိုပြင်းပြထန်ထန်ခန်းစားလိုက်ရတယ်ထင်ပါရဲ့အဇက်ကနေอืมတနေ့တနေ့ထင်းကောက်လိုက်တောင်ရလောက်လိုက်နေပဲအချိန်ကုန်နေတာပင်မစည်းရင်းလိုက်တာလို့ညင်းညူလိုက်တယ်ဒီလိုနဲ့ပဲကြည်စဲနောက်ပြောင်းတက်တဲ့နှစ်သားလေးဟာသားသမီးတွေပြီးတော့မိဘဖြစ်တဲ့ကိုအေးနဲ့မအေးဘက်ကိုလှည့်ပြန်ပါရောနှစ်သားဟာကိုအေးနဲ့မအေးတို့နားကိုရောက်တော့သူ့ရဲ့နေတန်လေးနဲ့တိုးလိုက်တာနဲ့ ကိုအေးဟာစိတ်ထဲမှာပြင်းရိပ်ပင်ပန်းသွားပြီးနှုံးချီသွားတယ်။ဗဇက်ကလည်းညင်းညူလိုက်မိတယ်။အမလေးတနေ့တနေ့ဒီလိုနဲ့အချိန်ကုန်နေရတာလူဘွားကြီးကပင်ပန်းဆင်းဆင်းစရာကောင်းလိုက်တာနော်ရယ်။တစ်ချိန်ထဲမှာပဲမအေးဟာလည်းအလုံးလို့ရတာပင်ပန်းလာတာကြောင့်နှစ်ဖူးကကြတဲ့ချွေးကိုခေါင်းပေါင်းတစ်ပတ်နဲ့ဆွဲယူတော့ရင်ထိုင်ကြကအမလေးတသက်နဲ့တကူဒီလောက်ပင်ပန်းတာမကြုံဘူးပါလားလို့ညင်ညူလိုက်တယ်။ ဘဝမှာတသက်လုံးအေးအေးချမ်းချမ်းနေလာတဲ့မိသားစုဟာလူအင်းတော့ပါဒေါသတွေတခုမှမရှိခဲ့ဘူးကွယ်လောဘမရှိဒေါသမရှိတလို့ဘာမှန်မာနဘာတော့ကမှလည်းမရှိခဲ့ဘူးစိတ်ကိုချမ်းသာလို့ပေါ့ဒါပေမဲ့ဒီလိုချမ်းသာလာတဲ့အေးချမ်းတဲ့စိတ်လေးဟာမက်သားရဲ့နင်တဲ့နဲ့တွေ့ပြီးနောက်မှာတော့တင်းကြီးကြီးတညူညူဖြစ်လာပါလေရောဒီလိုနဲ့သူတို့သားမိသားဖလေးဦးဟာဆင်းရဲပင်ပန်းနာကိုခဏခဏညင်းညူရာကိုကြားရတဲ့နောက် နတ်သားတပါဟာဒီလီမယားကိုကူညီဖို့အတွက်သူစင်းရဲ့အဖိုးကိုအသွင်နဲ့ကိုအေးတို့လီမယားရှိရဲ့တော်ရဲကိုရောက်လာခဲ့တယ်။ညနေရောက်တော့ကိုအေးတို့လီမယားလည်းထင်းစီတွေထမ်းပိုးပြီးပြန်လာတဲ့လမ်းမှာ အဖိုးကိုတအိုလဲနေရကိုတွေ့ရလို့သူတို့မိသားစုဝိုင်းကူမပေးကြတယ်။ပြီးတော့သတိမင်းနေတဲ့အဖိုးကိုဝိုင်းပြီးပြုစုပေးရကြောင်းအဖိုးဟာတတိပြန်ရလာပြီးကိုအေးတို့ကိုကျေးဇူးတင်တော့ပေါ့။ကလေးတော်ကိုကျေးဇူးတင်ပါတယ်ကွယ်။ ဂျာနဲ့မင်းတို့မိသားစုကြီးအရပင်မစင်းရနေကြတဲ့ထင်ပါရဲ့ဟုတ်ပါတယ်ဖို့ဖို့ကျွန်တော်ကျမတို့မိသားစုဟာဘဝမှာဘာမှမပြည့်စုံတဲ့အတွက်ပင်မစင်းရလုံးပါတယ်ခမညာဒါဆိုမင်းတို့မိသားစုတောင်းတလိုက်တိုင်းပြည့်စုံတာမျိုးမလို့ချင်းမူလားလို့မိရဲ့ကိုအေးတို့လင်မယားကလည်းလူချင်းပါတယ်အဖိုးလိုပြန်ဖြေကြတယ်။ဂျာနဲ့ပဲအဖိုးအိုးဟာသူ့ရဲ့လွဲအိတ်ထဲကနေကြောက်ပြင်းဝိုင်းလေးတစ်ခုထုတ်လိုက်တယ်။ပြီးတော့ကိုအေးကို မင်းတို့မိသားစုအလိုရှိတဲ့အခါတိုင်းအဲ့ဒီကြောက်ပြင်းမျက်နှာကိုလက်နဲ့အသာတက်ပြီးလိုရာစုတစ်ခုတောင်းလိုက်ချက်ချင်းပြေဆောင်သိမ့်မယ်ကွယ်လို့ပြောပြီးတောင်ငွေလေးကိုအသာဆမ်းပြီးအဝေးကိုထွက်သွားခဲ့တယ်။ကိုအေးတို့လင်မယားလည်းအိမ်ကိုပြန်ရောက်ရောသူ့မိမမအေးကကြောက်ပြင်းလေးကိုထုတ်မင်းရဲ့ပြင်ကိုပုတ်ပြီးအိမ်ကောင်းကောင်းလေးနဲ့နေရပါလို့ဤလိုဆုတောင်းလိုက်တာပေါ့အဲဒီခါမှာပဲပြိုပြိုပြည့်ပြည့်အယောင်တွေလက်ပြီးကိုအေးတို့မိသားစုဟာလှပတင့်တယ်တဲ့အိမ်တလုံးပေါ်ကိုရောက်သွားပါလေရော။ ဒါနဲ့သူတို့မိသားစုဟာတိတ်ကိုဝမ်းသာပြီးသည့်ဖြစ်သွားကြတယ်။ဒါပေမဲ့အင်ဂျီတစ်လုံးရလာတဲ့အခါအဲဒီအင်ဂျီနဲ့လိုက်ဖက်တဲ့အတုံးဆောင်တွေလိုအပ်နေသေးတာကြောင့်တစ်ခုပြီးတစ်ခုတောင်းဆိုရတာပေါ့။အဝေးအစားအိမ်နောင်ပရိဘောကမိဖို့ကြောင့်တော့အဆရှိတဲ့အတုံးဆောင်တွေကိုတစ်ခုပြီးတစ်ခုတောင်းဆိုလာရလာလိုက်နေပစ္စည်းတွေကလည်းတနေ့တစ်နေ့များပြားပြားလာတယ်။ကြလောက်ပစ္စည်းပစ္စည်းတွေများပေမဲ့လူရင်းဆန္ဒတွေကရပ်မသွားပဲထက်ခါထက်ခါဖြစ်ပေါ်နေရကြထက်ခါထက်ခါတောင်းဆိုနေရတယ် ထက်ခါထက်ခါတောင်းဆိုနေပေမဲ့လေကိုအေးနဲ့မအေးတို့မိသားစုဟာလူရေဆန်နာတွေပြည့်မသွားရက်မသွားပဲနေ့စဉ်နေ့တိုင်းထက်ခါထက်ခါဖြစ်နေတာကြောင့်အံ့ဩလို့မဆုံးဘူးပေါ့ဘဝမှာဘယ်တော့မှတောင်းတမှုမရှိပဲရောင်ရဲစိတ်နဲ့အေးချမ်းစွာနေခဲ့တဲ့မိသားစုဟာအလိုပြည့်ကြောက်ပြင်းလေးရလာတဲ့နောက်မှာတော့လူရေဆန်နာတွေကမဆုံးဘူးဖြစ်နေတာကိုတောင်းတတဲ့ပစ္စည်းတစ်ခုရလာတဲ့အခါမှလည်းကိုယ်တိုင်အတုံးမပြုတ်ရသေးခင်ပျောက်ပြက်သွားမှတခိုးတော်ဝလူသွားမှတွေကိုပါစိုးရင်ပူပန်လာရင် ဟိုးစာလုံးကတော့ဘာမှမရှိတဲ့ဘဝမှာဘာမှပူစရာမရှိ ပြောက်စရာမရှိပဲနေလာခဲ့ရကနေပြေစုံချမ်းသာလာတဲ့အခါလူတွေဟာတွေးပူလာတတဲ့ကြောင်ကြစိတ်တွေဖြစ်လာတတာပုံအိမ်နေနာချင်းတွေကပစ္စည်းပစ္စည်းရလာငားပြီးရင်လည်းပြန်မရမှာဘူးရယ်မငားချင်တဲ့အတွက်ညိုရင်းနဲ့စိတ်တွေဖြစ်ရယ်ပစ္စည်းယူထားပြီးပြန်မပေးရတဲ့အတွက်ဒေါသဖြစ်ရပြန်နေပစ္စည်းမြောက်သွားတဲ့အခါကျတော့လေဝမ်းနေရပြန်ရောညာဘက်ကျတော့လေစိတ်ချလက်ချအိတ်မပြောပြန်ဘူး တခိုးတဝက်တွေဝင်လာလေမလားဓမြတွေများဝင်လာလေမလားနဲ့မဖြစ်သေးတာကိုကြိုတွေးပြီးပူပန်နေရပြင်ရောဘာလို့လဲဆိုတော့ဥစ္စာအတွက်အသက်တောင်ပေးရတာလည်းရှိရဲ့လေဒီလိုနဲ့ကိုအီရိုမီတာစုဟာဥစ္စာပစ္စည်းနဲ့ပတ်သက်မှုစိုးရိမ်မှုတွေထိန်လန့်မှုကြောက်လန့်မှုတွေနဲ့နေစဉ်ရင်ဆိုင်နေရတယ်။ကြာတော့သူတို့မီတာစုဟာအရင်ကလိုကြီးကြီးလင်းလင်းအေးအေးချမ်းချမ်းနဲ့ဘဝမျိုးမဟုတ်တဲ့ပူပူလောင်လောင်ထိတ်ထိတ်လန့်လန့်နဲ့ဘဝမျိုးကိုနေစဉ်ကြုံရတဲ့အခါအားလုံးပြင်းပန်းဆင်းရဲလာကြတယ် ။ဒါကြောင့်ဟိုအရင်ကလိုပဲအေဂျင့်နဲ့ဘဝမျိုး ပြန်ရဖို့အတွက်တိုင်ပင်ကြတယ်။အရင်ကလိုအေဂျင့်နဲ့ဘဝမျိုးရဖို့ဆိုရင်တော့ပိုင်ဆိုင်ထားတာတွေပြည့်စည်သွားရင်လည်းခံနိုင်ရင်ရှိရမယ်၊စွန့်ပြစ်ရမယ်၊ပေးလိုနိုင်ရမယ်။နောက်ထပ်နောက်ထပ်ဖြစ်လာမယ့်လူရင်းဆန္ဒတွေကိုလည်းနင်းအောင်လုပ်နိုင်ရင်အေဂျင့်လိမ့်မယ်လို့ကိုအေးကမအေးကိုပြောပြတယ်။ဒီတော့မအေးကဘာပြန်ပြောသလဲဆိုတော့ လက်ဆက်တော့ကျမတို့ဟာဒီအလိုရှိတိုင်းတောင်းတတိုင်းပြည်စုံနေစုကို ပေးနေတဲ့ဒီလောဘကြောက်ပြင်အားကိုနဲ့မိုက်မဲနေကြတာကိုဒီတော့ကျမတို့မိသားစုလေးရခင်ကလိုအေးအေးချမ်းချမ်းနဲ့နေကြရင်တော့ဒီလောဘကြောက်ပြင်ကို အပြီးတိုင်းဆွန့်ပြစ်မှာပဲအေးတော့မယ်ရှင်နေကိုအေးကလည်းမအေးကိုခေါင်းငိမ့်ပြီးကဲတို့မိသားစုရဲ့အေးချမ်းနေတဲ့ဘဝကိုပူလောင်စေတဲ့ဒီဆန္ဒစုတွေဖြစ်ပေါ်စေတဲ့ဒီလောဘကြောက်ပြင်ကိုမြစ်သေးဖြစ်ချပြီးအဆုံးစီရင်တာကောင်းနေဟင်းလို့ပြောလိုက်ရမှာတော့ အားလုံးကထောက်ခံတဲ့အတွက်နောက်ဆုံးကိုအင်းနဲ့မအီတို့မိသားစုဟာရေစည်းတန်တဲ့မြေကမ်းနာကိုတွားပြီးကြောက်ပြင်းလေးကိုကင်ရေထဲကိုလွှတ်ပစ်လိုက်ပါတယ်။ကြောက်ပြင်းလေးကိုလွှတ်ပစ်ချိန်မှာတော့ကိုအင်းနဲ့မအီတို့ပါဇက်ကပူလောင်တဲ့ဆန္ဒဇိုးလေးကိုစွန့်ပစ်လိုက်ပြီလို့ပြောပြီးတော့လွှတ်ပစ်လိုက်ပါတော့တဲ့ကွယ်ဂူဒစ်ဆိုပြီးမှကတော့ဝါဒုလက်ထတာမင်းသမီးဆိုရဲပုံမြင်လေးပဲဖြစ်ပါရဲ့ရှင်။ဦးဇနေပြီး ဆန္ဒပဇောတမင်းကြီးဟာဥယျာဉ်တော်တို့ထွက်ရှိတဲ့အခါမိမိရဲ့စီစဉ်ကိုကြည်ရင်အမတ်တို့ကိုငါကဲ့သို့ စီစဉ်ကြီးတော်သူဤလောက၌ရှိဦးမည်လို့လို့မိတော်မူတယ်။ကောသမီပြေရှင်ဥတီနာမင်းသည်လွန်တော်မှစီစဉ်နေပြည်တော်မူ၏။ဟတ္တီကန္တာမန္တန်ကိုမန်း၍စင်တို့ကိုပြေစေသည်စင်တို့လာစေသည် ထိုမဲလိသူသောစင်ရင်နှင့်ပြည်စုံသောသူမရှိပါ အရှင်မင်းကြီးလို့အမတ်တို့ကပြန်လဲလျှောက်တင်ကြတာပေါ့ဆန္နာပဇောဒမင်းကြီးဟာဥတေနာမင်းကိုဖမ်းဆီးရန်ကြဲစီလျက်တက်သားစင်ယုံများကိုရန်နရာဆက်တိုနဲ့ဘဂတိစင်နှင့်တူစွာပြုလုပ်၍ဥတေနာမင်း၏နိုင်ငံတော်ဤဝဲလွှတ်ထားလိုက်သည်ထိုစင်ယုံကိုဝမ်းတွင်၌ချောက်ကျိတ်သောရကြတာတို့သည်ဟိုမတီစင်ညံသွားကြရဲဘဂတိစင်ကြီးတို့ကိုလည်းထိုအရက်တို့ဆောင်ရေးချတာကြရဲ ကောတန်ဘီဘီသားမုံစိုးတယောက်ဟာထိုအရက်ကိုတော်လင်းရင်ရောက်လာပြီးထိုစီမှုမြင်တဲ့အခါဥတည်နာမင်းကြီးကိုရှောက်ထားတာပေါ့ဥတည်နာမင်းကြီးကမုံစိုးကိုပဲခရီးလမ်းပြစီပြီးတော့စီစည်းလည်းရန်အချံရန်နဲ့တကွာထွက်တော်မူလာလေတယ်ဥတည်နာမင်းကြီးဟာဟတ်ဒီကမန်တန်တန်ကိုမန်းလည်းရက်စောင်းကိုတီးတော်လဲရန်နရစီယုံဟာစောင်းနံကိုမကြားလီဟန်နဲ့ပြေးလေတယ်ဥဒေနာမင်းကြီးဟာမြင်းကိုပြောင်းစီရတော်မူပြီးတက်ရောက်ထဲလိုက်တော်မူလျင် ဆန္နာပဇောတာမင်းကြီးစစ်တီရဲမတ်တို့ဝိုင်းဝန်းဖမ်းဆီးလျက်ဆန္နာပဇောတာမင်းကြီးအားစကြလေဆန္နာပဇောတာမင်းကြီးဟာဥဒိနမင်းကြီးကိုဟတိကန္နာမန္တန်ကိုတောင်းနေငါကိုရခိုလို့ရခိုတော်သူအားပေးအမ်းလို့ဆိုတဲ့အခါဆန္နာပဇောတာမင်းကြီးကဥဒိနမင်းကြီးကိုဖျက်မခိုးလို့၍တမီးတော်ကိုသာတင်စီပြီးမှတမီးတော်စီကဆက်၍တင်တော်မီဟုကြံလျက်ပေါင်းဆက်ရာ ဖော်မီကိုစိုးရိမ်တော်မူရာကြောင့်တမီးတော်ဝါတလဒမင်းသားမမီကို အကမ်းမဟူ၎င်းဥဒိနာမင်းကြီးကိုလည်းခရူသေးဆွဲနေသည်ဟုလှည့်ပတ်ပြောကြပြီးတင်းတိမ်တွင်ကနေတင်စီရင်ဤနည်းဖြင့်တင်စီရာရမလာတိုင်အောင်အကျဉ်းချင်းတင်တော်လဲမတတ်နိုင်သဖြင့်ဥဒိနာမင်းကဟဲ့သူကမ်းမလုံးစွာထိုင်မှန်လီစွာလူမီတွန်တော်မူရင်ထိုအခါဝါဒူလာတတာမင်းသမီးကလည်းရင်သီးစွာအပြောခံရတာကြောင့်အမျက်ထွက်ပြီးဟဲ့ ခရုတ်သိန်းနူနာထွက်တော်သူသည်ငါကဲတော်တော်သူကို သူကမ်းမဟုဆိုရတယ်လို့လို့ဆိုပြီးတင်းတိမ်ကိုလှက်၍ကြည့်ရခါဆာနာကစောသားမင်းကြီးဤသမီးတော်ငါသူလက်ထက်တာမင်းသမီးဖြစ်နေပြီးဥတင်နာမင်းကိုလည်းကောသမီးပြည့်ရှင်အဖြစ်ကိုအချင်းချင်းတည်တာနဲ့နှစ်ဦးကျင်နှက်စွာပေါင်းဖော်နေထိုင်ကြတယ်ထိုမှာစာရေးမန်နန်ကိုတင်ခြင်းမရှိတော့ချင်းဒီနေ့တော့ခါဥတင်နာမင်းကငါဤအသက်ကိုပြီးတော့တိုင်းပြည်ပြန်ရောက်လျင်မိဖုရားကြီးတို့အရာဖြင့်ချီးမြှောက်ပါမယ်နှမတော် ဟွာလူတတရမင်းနမီကလည်းစကားသာမှန်ပါစေနှမတော်ကြံပါမယ်လို့ပြောဆိုပြီးခမီးတော်ထံကိုဝင်ရောက်ခါစားကအတက်အပြေးဆုံးတို့ရောက်လူပါပြီဖေဟာတခုသောတကားနဲ့တခုသောဥယင်ကိုသာသနာတော်မူပါလောလို့တောင်းလျင်ကြိုင်မြင်တရားတကားနဲ့တနည်းလျင်ယူဇနာ90သွားနိုင်သောစင်မရင်သာကိုပေးသနာတော်မူလိုက်တဲ့ဆန္နာဥပဇောတာမင်းကြီးဟာဥယင်တော်သို့ထွက်တော်မူခါဥဒေနာမင်းကချွေးငွေအတပြာတို့ကိုယူဆောင်ပြီး ဝါသူလာဒရာမင်းသမီးနဲ့အတူစင်ရင်ကိုစည်းလေးထွက်ပြေးနေတော့တယ်။ဆာနာပဇောဒရာမင်းကြီးစစ်တီရဲမတ်တို့လိုက်၍မှီလျင်မူဦးဒိနာမင်းကရွှေမြေရတနာအတပြာတို့ကိုစင်ရင်ပေါ်မှကျဲ၍ထားခဲ့တာကြောင့်ရွှေမြေရတနာတို့ကိုလိုက်၍ကောက်ယူနေကြတာနဲ့ခရီးကွာဝေးဝေးသက်ဝေးကွာသွားပြီးကောတံမီကို ပြန်လဲရောက်ရှိလာခဲ့တယ်။ဥဒိနာမင်းဟာခရီးအတိုင်းဝါလုတတဇမင်းသမီးကိုဗိသိက်သွင်း၍မိဖုရားကြီးအဖြစ်တင်မြောက်လိုက်ပါတော့တဲ့ကွယ် ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။